ခုဒီနေ့ကျမ်းပါရတော့ကျွမ်းမြောက်ရာကျမ်းအခန်းကြီး9ဖြစ်ပါတယ်။အခန်းကြီး9အငယ်1မှ9ဒါဝရဖျားကလည်းတင်းဒီဖာရောဘင်ထံသို့ဝင်၍ငါ၏လူတို့သည်ငါအားဝတ်ပြုမိအကြောင်းသူတို့ကိုလွှတ်လောမလွတ်ဘူးဟုညီး၍စီးတားသေးလျှင်ဒါဝရဖျား၏လက်တော်သည်လေပြင်း၌ရှိသောတရိษံမြေမြေကလအုပ် ိုနွားတို့အပေါ်၌ရောက်၍အလွန်ပြင်းစွာသောယောဂါဆွဲလိမိသာရဖျားသည်ဣတရီလလူတို့၏တရိဆန်နှင့်အေဂုတ်ထုလူတို့၏တရိဆန်ကိုခြားနာစေသည်ဖြင့်ဣတရီလအမျိုးသားပိုင်သောတရိဆန်တကောင်မျှမတည်ရ။နက်ပြန်၏အေဂုတ်ပြည်၌ထိုအမှုကိုသာရဖျားပြုတော်မူမည်ဟု မှန်သောအချိန်ကို ချိန်ချက်တော်မူပြီဟု ဟေဘဲလူတို့၏ဘုရားသခင်သာရဖျား မိန်တော်မူသည့်အကြောင်းကို ပြောလို့ဟု မောရှေအားမိန်တော်မူ၏။နေပြန်နေ၌ထိုမှုကိုပြုတော်မူသည်ဖြင့်အေဂိုထုလူတို့၏တိရိစ္ဆာန်အမျိုးမျိုးတည်ကြ၏။ဣတရေလသူတို့၏တိရိစ္ဆာန်တကုံမြတ်မတည်။ဖာရောဘင်သည် လူကိုဆေလွတ်၍ဣတရေလအမျိုးသားတို့၏တိရိစ္ဆာန်တကုံမြတ်မတည်ကြောင်းကိုသိရ၏။သို့တော်လည်းနှလုံးခိုင်မာပြန်၍ဣတရေလသူတို့ကိုမလွတ်ဘဲနေလေ၏။ အငယ်ရှိမှဆနှစ်ဒါရုဘုရားကလည်းမိဘိုတဲကပြာကိုလက်နှင့်ယူ၍မောရှိသည်ဖာရောပြင်ရှိ၌မိုးကောင်းကင်သို့ပြစ်လွှင့်စေထိုပြာသည်အဂုရုပြည်တလျှောက်လုံး၌နှံ့ပြားသောအမှုဖြစ်၍ပြည်တလျှောက်လုံးတွင် လူနှင့်တိရိစ္ဆာန်တို့၌အခဲအကျိတ်ပြည့်သောအနာဆိုးဖြစ်လိမ့်မည်ဟု မောရှိနှင့်အာယုန်တို့အား မိန်တော်မူသည့်တိုင်သူတို့သည်မိဘတဲကပြာကိုယူ၍ဖာရောဘင်ရှေ့မှရက်လျက်မောရှိသည်မိုးကောင်းကင်သို့ပြစ်လွင့်သည်ဖြင့်ထိုပြာသည် လူနှင့်တိရစ္ဆာန်တို့၌အခဲအကျိတ်ပြည့်သော အနာဆိုးဖြစ်လေ၏ဝိဇာဆရာတို့သည် အနာဆိုးကြောင့်မောရှိရှေ့၌မရက်မနေနိုင်ထိုအနာဆိုးသည်ဝိဇာဆရာတို့၌၎င်းအေဂုတုလူအပေါင်းတို့၌၎င်းဆွဲသည် ဒါဝရဖျားသည်ဖာရောပြည်ဤနှလုံးကိုခိုင်မာစေတော်မူသည်ဖြစ်၍မောရှိအားမိန်တော်မူသည့်အတိုင်းသူတို့စကားကိုနားမထောင်ဘဲနေလေ၏အငယ်၃၃မှ23တပန်ဒါဝရဖျားကနာနဲ့စိုးစိုးထ၍ဖာရောပြည်ရှိမှရက်လေဟေဘဲလူတို့ဤဖျားသခင်ဒါဝရဖျားကငါဤလူတို့သည်ငါအားဝတ်ပြုမိအကြောင်း တွားရသောအခွင့်ကိုပေးလောသို့မဟုတ်ယခုကာလအခါတည်ဤနှလုံး၌၎င်းတည်ဤကြုံများ လူများ၌၎င်းငါဤဘေးဒဏ်အလုံးစုံတို့ကိုတင့်ရောက်စေမည်မြေကြီးတလျှောက်လုံး၌ငါကဲ့သို့သောသူမရှိကြောင်းကိုတင်သည်တည်ရလိမ့်မည်ငါလက်ကိုငါဆန့်၍တင်နှင့်တင်ဤလူတို့ကိုကာလနာဖြင့်ဒဏ်ခတ်မည်တင့်ကိုလည်းမြေကြီးပေါ်က တုတ်တင်ပယ်ရှင်းပြီအကယ်စင်စစ်ငါတကူကိုတင်၌ငါပြချင်းခံ၎င်းငါနာမကို မြေကြီးတပြင်လုံးတွင်ကြော်စိုးစေခြင်းခံ၎င်းတင့်ကိုငါချီးမြှောက်ခဲ့ပြီတင်းဒီငါ၏လူတို့ကိုမလွတ်ပဲသူတို့ကိုစော်ကားသေးသလိုချီးရှုလိုအေဂုတ်ထူပြည်တီဒီကာလမှစ၍ယခုတိုင်အောင်မယွာဘူးသော အလွန်ကြီးစွာသော မူသည်ရွာချင်းကို နက်ပြန်နှင့်ဤချိန်၌ငါဖြစ်စေမည်ထိုကြောင့်ယခုစေလွတ်၍လေပြင်း၌ရှိသောတိရိစ္ဆာန်များနှင့်ရှိလေသမျှတို့ကိုသိမ့်ယူလော့အိမ်တို့မဆောင်လျင်လေပြင်း၌တွေ့သမျှသောလူနှင့်တိရိစ္ဆာန်တို့အပေါ်မှမူသည်ကြ၍သူတို့သည်တေကြလိမ့်မည်အကြောင်းကို ပြောလော့ဟုမောရှေအားမိန့်တော်မူ၏သာရဖျားဤနှုတ်ပတ်တော်ကို ကြောက်ရွံ့သောဖာရောဘီဤကျွန်တို့သည် မိမိကျွန်နှင့်မိမိတိရစ္ဆာန်တို့ကိုအိမ်တို့ပြေးစေကြ၏ဒါရဖျားဤနှုတ်ပတ်တော်ကို ပမာဏမပြုသောသူတို့သည်မိမိကျွန်မိမိတိရစ္ဆာန်တို့ကိုလဲပြေ၌ထားကြ၏အငယ်၂၂မှ26ဒါရဖျားကလည်းအဂုရုပြည်တလျှောက်လုံး၌လူတို့အပေါ်မှာ၎င်းတိရစ္ဆာန်တို့အပေါ်မှာ၎င်း လေပြင်း၌ရှိလေသမျှသောအပင်များအပေါ်မှ၎င်းမိုးသီးရွာစီခြင်းဟာတေဤလက်ကိုမိုးကောင်းကင်သို့ဆန့်လို့ဟုမောရှေအားမိန်တော်မူ၏မောရှေသည်မိမိလန်တန်ကိုမိုးကောင်းကင်သို့ဆန့်၍သာဝရဖျားသည်မိုးကြိုးနှင့်မိုးသီးကိုလွတ်တော်မူ၏မိသည်လည်းမြေပေါ်မှပြေးလေ၏ထို့သောသာဝရဖျားသည်အေဂုတုပြည်၌မိုးသီးရွာစီတော်မူသည်ဖြင့် အဂုပီတီတောင်ဒီကာလမှစ၍တခါမျှမဖြစ်ဘူးသောမိုးဒီမိနှင့်ရော၍အလွန်ပြင်းထန်စွာသောမိုးဒီဖြစ်လေ၏အဂုပီတလျှောက်လုံး၌လေပြင်းမှရှိသည်မြသော လူနှင့်တရိษံများမြက်ပင်များတစ်ပင်များတို့ကိုမိုးဒီထိလေ၏တို့ရတွင်ဣဒရီလအမျိုးသားနေရာဂောရှင်ပြည်၌မိုးဒီမကြမရွာ အငယ်29မှ35ထိုခါဖာရောဘီန်ဒီလူကိုဆေလွတ်၍မောရှေနှင့်အာယုံကိုခေါ်ပြီးလျှင်ဤအမှု၌ငါပြစ်မှားပြီးဒါဝရဖျားသည်ဖြောင်းမတ်တော်မူ၏ငါနှင့်ငါ၏လူတို့သည်အပြစ်များပါ၏တံပါပြီးအာချီသောမိုးချိုးနှင့်မိုးသည်ဆမ်းမြေအကြောင်းဒါဝရဖျားကို တောင်းပန်ပါ၏တင်တို့ကိုငါမစီမတန်အလျင်အမြန် လွတ်မြေဟုဆိုလေ၏မောရှိကလည်းမြို့တဲကကျွန်ုပ်ထွက်သွားသောအခါသာဝရဖျားရှိတော်၌ကျွန်ုပ်လက်ဝါတို့ကို ဖြန့်ပါမိသာဝရဖျားသည်မြေကြီးကိုအစိုးရတော်မူကြောင်းကို ကိုတော်သိစေခြင်းကမူချူဆဲလိမိမူသည်လည်းမကြမရွာရ သို့တော်လည်းကိုတော်နှင့် ကိုတော်ဤကျွန်တို့သည်သာဝရရှင်ဖျားသခင်ကို မကြောက်သေးကြောင်းကိုအကျွန်ုပ်သိပါသည်ဟုပြောဆို၏ ပိုက်ဆံပင်မူယောပင်ကိုမူတီတီမူယောပင်ဒီအတိနံနှင့်ပြည့်စုံပြီးပိုက်ဆံပင်လည်းအတိမဲ့ပြီးဂျုံစပါကောက်စပါပင်ကိုကမထိထိုအပင်တို့သည် မပေါက်ကြသည် မောရှိသည်ဖာရောပင်ထံမှထွက်၍မြို့ပြင်သို့တွားပြီးလေဒါဝရဖျားရှေ့တော်၌လက်ဝါတို့ကိုဖြန့်သည်ဖြင့်မူချိုးနှင့်မူတီဆဲလေ၏ မြေပေါ်၌လည်းမိုးမရွာထို့သို့မိုးမရွာ၍မိုးသည်နှင့်မိုးချိုဆဲသည်ကို ဖာရောပြင်မြင်လင်တဖန်ပြစ်မှား၍ကြုံများနှင့်တကွနှလုံးခိုင်မာလျက်နေ၏ထို့သို့ဖာရောပြင်သည်နှလုံးခိုင်မာသည်ဖြစ်၍မောရှေ၌ထရဖျားမိန်တော်မူသည့်အတိုင်းဣတရေလအမျိုးသားတို့ကိုမလွတ်ဘဲနေပြန်သည်။ Okay, now time by my bye bye.